ဒီ STB listing ဖြစ်တဲ့အခါတည်ထားမဲ့ချက်တွေအဲ့ဒီအပါဝင်တခြား project တွေ Goa Crypto နဲ့ပဲမှာရောက်လာပြီးလေးလာပြီးဆိုရင် တခြား project တွေအပါဝင်အကုန်လုံးမှာလေးလာမဲ့တည်ထားမဲ့အချက်တွေကိုကျွန်တော်ပြောပြပေးချင်ပါတယ်။ဒီပထမဆုံးအနေနဲ့ကျွန်တော် STB နဲ့ပဲစပြီးတော့ပြောလိုက်ပါမယ်။ကျွန်တော်ဒီ token listing အပါဝင်ကျွန်တော်ရှိမှာတဲ့ STB က ICO1 ICO2 ကျွန်တော်အယောင်းဝယ်လုပ်ခဲ့ပြီးပြီ။အဲ့ဒီတော့ကလည်းကျွန်တော်အလင်ခံတဲ့ case တွေအများကြီးရှိခဲ့ပူတယ်ပေါ့နော်ဒီတော့အဓိကအများဆုံးလိမ်တာဘယ်လိုလဲ Telegram Facebook ပြီးတော့တခြားကျွန်တော် social platform တွေပေါ့နော်ဒါမျိုးတွေမှာဒီ STB ရဲ့ arm အယောင်ဆောင်တာတွေပြီးတော့ exchange ရဲ့ဝန်ဆောင်မှု exchange ဘက်ကနေလာပြီးတော့ဝန်ဆောင်မှုပုံစံမျိုးသုံးစွဲတူကိုလိမ်တာမျိုးတွေဒါမျိုးတွေရှိခဲ့တယ်ဒီတော့ကျွန်တော်ပထမဆုံး ICO 1ရောင်းတဲ့အချိန် ICO 1 2ရောင်းတဲ့အချိန်မှာအများဆုံးတွေ့ရတာဘယ်လိုလဲဆို RM အယောင်ဆောင်တာပေါ့နော် အဲ့ဒီမှာကျွန်တော်တို့ဒီပြည်သူတွေ user တွေကဒီ STB share တွေကိုမွေရမှာကြောက်လို့အစားရှိတဲ့ဖြင့် STB တွေကိုငွေထည့်ကြံလို့သူတို့ဒီဆက်တွေတယ်ဆက်တွေတဲ့အခါမှာဘယ်လိုမျိုးလဲဆိုတော့ဒီကိုယ့်ရဲ့ DM တွေကိုရောက်လာတယ်သူက IM မှာပေါ့ကျွန်တော်က STB ဘက်က IM တူပါကျွန်တော်စီမှာငွေဖြည့်လို့ရတယ်ကျွန်တော်စီမှာ share ဝယ်လို့ရတယ်အစားရှိတဲ့ဖြင့်ဒါမျိုးလာပြီးတော့ပြောတယ်တေချာတာတခုကကျွန်တော် STB ဘက်ကတရားဝင်ချမှတ်ထားတဲ့ ခန့်အပ်ထားတဲ့ RM နေရှိတယ်။အဲ့ဒီ RM တွေကဘယ်တော့မှစပြီးတော့ DM မှာစပြီးတော့မဆက်တွေ့ဘူး။အဲ့လိုပဲ RM list ကိုလည်း STB ရဲ့ deposit မှာသွားပြီးတော့ကျွန်တော်သွားပြီးတော့ကြည့်လို့ရတယ်။အဲ့ဒီ list က home မဟုတ်ဒီ RM ရဲ့ account က RM home မဟုတ်ဒါမျိုးတွေကျွန်တော်တို့ကြည့်လို့ရတယ်။ဒီနေရာမှာကိုကလိုချင်စောနဲ့ဖြည့်ချင်စောနဲ့ဒါမျိုးသွားပြီးလုပ်တဲ့အခါမှာအလင်ခန့်နိုင်တယ်။အဲ့လိုပဲကျွန်တော် Telegram မှာဆိုရင် spend deployment ban ဆိုပြီးတော့ username စင်တူတွေဥပမာဒီပုံထဲမှာဆိုကျွန်တော်နမူနာပြထားပါတော့ဒီ spend department ban official ဆိုတဲ့ပုံစံမျိုးတွေပြီးတော့နောက်က blue map အဲ့ဒီ blue map ကတကယ် blue map မဟုတ်ဘူးပေါ့နော်ဒီကျွန်တော် telegram မှာ premium ဝယ်တယ်ဆိုရင်ဒီ sticker emoji ထည့်လို့ရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေထည့်ပြီးတော့လိမ့်နေတာရှိတယ်ပြီးတော့အရောင်ဆောင်ပြီးတော့ငွေဖြည့်လို့ရတယ်ဆိုတဲ့ပုံစံမျိုးလိမ့်နေတာရှိတယ်နောက်တစ်ခုအနေနဲ့ကဒီကိုက USD ကိုရောင်းချင်တာပဲဖြစ်ဖြစ်ဝယ်ချင်တာပဲဖြစ်ဖြစ် ဒီကျွန်တော်ရှေ့မှာဒီပြားနဲ့ပတ်သက်ပြီးတော့ campaign ကြီးလုပ်ခဲ့တယ် P2P မှာအရောင်းဝယ်လုပ်ပါဒီ STB ကို deposit ဘယ်လောက်လုပ်ပါအစရှိတိပြင်ကျွန်တော်ပုံစံမျိုး campaign ကြီးလုပ်ခဲ့တယ်အဲ့ဒီခါမှာအကုန်လုံးကဘယ်လိုမျိုးဖြစ်ရမလဲမသိဘူးဒီကျွန်တော်တက်ဆိုင်ရ crypto exchange တွေရဲ့ partner တွေဟိုမှာညာ crypto nova go ach ဒါမျိုးတွေကကျွန်တော်တက်ဆိုင်ရ alike ကျွန်တော်ပုံစံမျိုးလုပ်ရမယ့်အရာတွေကိုပြောပြပေးတာအဲ့ဒါကြီးကို ကိုရီးယားမသိရှိတဲ့အခါမှာကျွန်တော်သွားပြီးတော့ဆက်တွေ့တဲ့အခါမှာအလိန်ခံတဲ့အရာမျိုးတွေရှိတယ်။ဒီတော့အယောင်ဆောင်တွေကိုတတိထားရမယ်။နံပါတ်1တစ်ချက်က RM အယောင်ဆောင်တွေတတိထားရမယ်။နောက်ထပ်တစ်ချက်နေခဲ့က HA ဘက်ကနေအယောင်ဆောင်တွေတတိထားရမယ်။ဒါတွေကလည်းရှိတယ်ပေါ့နော်။ကျွန်တော်အမှ finance ကနေပြီးတော့ကိုယ် message ပို့တဲ့ပုံစံမျိုးသူ့လိုက finance ဘက်ကဝန်ထမ်းมาပေါ့အဲ့လိုပုံစံမျိုးအယောင်ဆောင်နေရှိတယ်အဲ့လိုဘိုင်ဘက်ကဝန်ထမ်းมาဆိုပြီးအယောင်ဆောင်နေရှိတယ်မေးတူတွေပို့တာတွေရှိတယ်ဒါတွေကိုကိုက တတိထားပြီးတော့ရှောင်ကြည့်ရမယ်စကမာဆိုတာကသူတို့ကအမြဲတမ်းပုံစံအစ်စ်တွေဘာတွေနဲ့လားနေတယ်အဲ့ဒါကိုကိုယ့်ဘက်က view design နဲ့ကိုမသိရှိဘူးနားမလည်ဘူးဆိုရင်ဒီကျွန်တော် Telegram group တွေရှိရယ်မြန် crypt ရှိရယ်ကိုရှိရယ် Nova ရှိရယ် AC ရှိရယ် STB community ရှိရယ်ဒီထဲမှာမေးလို့ရတယ်ပေါ့နော်မေးရင်အကုန်လုံးကဖြေပြီးတယ်ဒီထဲမှာမေးပြီမဲ့လေဖြေတဲ့အခါမှာလဲ scan တွေကဒီထဲမှာလဲရှိနေနိုင်တယ်ဘောင်းဆိုလူနေဆိုတာကျွန်တော်တို့ မြင်လို့ရတဲ့အရာမဟုတ်ဘူးလေအဲ့တော့အဲ့ဒီ community ရဲ့ admin home ဟုတ် user name နေစစ်ပါ admin နာမည်အတိုင်းတင်ကျွန်တော်တို့ယုံလို့မရဘူးပေါ့နော်ဘာလို့ဆို admin အယောင်ဆောင်နာမည်လေးရှိရဥပမာကျွန်တော်ခုဆိုရင်ခုရဲ့နာမည်အယောင်ဆောင်ပုံစံမျိုးဒါပေမဲ့ user name ကမတူဘူးအဲ့တော့ technical user name နေကအစစစ်ပြီးတော့ community ထဲမှာ admin test ရှိမရှိ moderator test ရှိမရှိဒါမျိုးတွေစစ်ပြီးတော့မှကိုကမေးတာမြန်တာကို game design နဲ့လှုပ်ဖို့လိုအပ်ပါတယ် ဟုတ်ကဲ့ပါကိုကြီးနောက်ထပ် slide လေးတစ်ခုပါဟုတ်ကဲ့နောက်ထပ် slide ကတော့ကျွန်တော်ဒီမှာဆိုရင်ဒီ STB ရဲ့ဒီ tier 1 website ပုံစံနေသူဒီအတုလုပ်ပြီးတော့တုံငင်းနေလကားပေးမယ်ဆိုပြီးတော့ website တွေမှာလင်းနေတာမျိုးတွေရှိနိုင်နေအဲ့ဒါတွေကဘယ်လိုပုံစံမျိုးတွေရှိဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ crypto bag ကဖြစ်တဲ့အတွက် crypto wallet နဲ့ပဲကျွန်တော်စပြီးတော့ပြောပါမယ်ကျွန်တော် crypto မှာဆိုရင် error ကြီးရှိတယ် error ဆိုတဲ့ပုံစံမျိုးရှိတယ် error ဆိုတော့ကျွန်တော်ဒီ token တစ်ခု list မလုပ်ခင်မှာဒီဒီဘက်ကကိုယ့်ဘက်က user တွေပြီးတော့ဒီဘက်က user တွေအကုန်လုံးကို test တွေလုပ်ခိုင်းတယ်ပြီးတော့ error ကြီးချပြီးတယ်ဆိုတဲ့ပုံစံမျိုးတွေအဲ့ဒီခါမှာကျွန်တော်တို့တွေက wallet တွေနဲ့ connect ရတာရှိတယ်ကိုယ့်ရဲ့ wallet တွေဒီ wallet ဆိုတော့ကျွန်တော် metamask တို့ trust တို့အဲ့လိုပုံစံမျိုးပေါ့နော်ဒါတွေနဲ့ connect လုပ်ပြီးတော့ချိတ်ဆက်ရတာရှိတယ်အဲ့ဒီမှာ အဲ့ project error project ကပြီးသွားခါမှာဘာတွေလာလဲဆိုတော့အဲ့ဒီပုံစံမျိုးအတုတွေလာတယ်။အတုတွေကဘာလဲဆိုတော့ဒီမှာလှုပ်လို့ရာတွေစင်တူယူမာတွေပေါ့နော်။ပုံစံတူတွေလှုပ်ပြီးတော့ဒီမှာလှုပ်လို့ရာတွေ wallet corner ပါ။အဲ့ဒါဆိုရင်ကိုယ့်ရဲ့ wallet ကိုအဲ့ဒီ link နဲ့ချိတ်ပြီးသွားတာဖြစ်တဲ့အတွက်ကို wallet ထဲမှာရှိရဲ့ကိုယ့်ရဲ့ access data တွေအကုန်လုံးပါနိုင်နေ။အဲ့တော့ကိုက wallet တွေဆိုလဲတတိထားပြီးတော့လော့ရမယ်။ crypto level တွေကိုပြောင်းလာတယ်။အဲ့တော့လိုက်ပြီးဆိုရင်လည်းကျွန်တော်အမြဲတမ်းပြောနေရှိရဲ့ စကားတစ်ခုရှိတယ်။အဲ့ဒါပါလဲဆို error အတက်လိုက်ရင်ကျွန်တော် wallet တွေကို connect လုပ်ဖို့အတွက်တတိထားပါ။ဘယ်တော့မှကိုယ့်ရဲ့ main wallet နဲ့ connect မလုပ်ပါနဲ့ဆိုရင်ကျွန်တော်အချက်တွေအများအားပြောလို့ရှိရပါတော့။အဲ့လိုပဲ STB မှာဆိုရင်လေ STB ရဲ့ website ပုံစံမျိုးပုံစံတူတွေအကြေး STB listing ဖြစ်သွားတဲ့အခါမှာပုံစံတူတွေထွက်ပေါ်လာနိုင်တဲ့ STB token freeze ပေးမယ်။မင်းရဲ့ wallet မင်းရဲ့ account နဲ့ချိတ်ဆက်ပါဆိုပုံစံမျိုးတွေဒါမျိုးတွေရှိလာနိုင်နေဒါမျိုးတွေရှိလာတဲ့အခါမှာကိုက အာဒီမှာတုံးခင်လကားရသေးတာပဲဆိုတော့ပုံစံမျိုးနဲ့သွားပြီးတော့ကိုယ့်ရဲ့ wallet ကိုဒီ account ကိုသွားပြီးချိတ်ဆက်တယ်ဆိုသူ့ဘက်ကကိုယ့်ရဲ့ account password တွေရပါမယ် gmail တွေရပါမယ်အဲ့ဒီမှာကိုယ့် account ထဲမှာရှိတဲ့ငွေကြေးအပောင်ဝင်ဒီတုံးခင်တွေပါအကုန်လုံးပျောက်သွားနိုင်တယ်ပေါ့နော်အဲ့တော့ကိုကဒီလိုမျိုး connect လောက်ရတော့မဆိုတတိထားပါ SDB ရဲ့ဒီတရားဝင် website home home view ဆက်မယ်ဒီဘက်မှာဆိုကျွန်တော်နမူနာပြထားတယ်ပုံမှန်ဆိုရင်ဒါက energy pay ရဲ့ website အတူထွက်ခဲ့တာပါ။အဲ့တော့ domain ကိုချိန်ထားတယ်။ domain နေရာမှာကျွန်တော်ဒီ s ဒီ ngb.one ဆိုပြီးလောက်ထားတယ်။ဒါမျိုးတွေအတူတွေပေါ်လာနိုင်ပါတယ်။အဲ့လိုမျိုးအတူပေါ်လာတဲ့အခါမှာကိုယ့်ဘက်က gear design နဲ့လောက်ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ cookie နောက်တဲ့ slide တစ်ခုပါ။ဒီ verse slide မှာကျွန်တော်ဒါနမူနာပြထားပါတော့။ဒီ new ban ရဲ့ spin development bank.com ပါနော်ဒါကတော့ official website ဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်ဒီ နမူနာကြည့်လို့ရတယ်သူတို့ကဘယ်လိုမျိုးတွေလဲ token ညမှာ token ပုံစံမျိုးအစရှိမဲ့ domain တွေပေါ့နော်ကိုက http ရဲ့ website ရဲ့ domain ဟုတ်မဟုတ်အတိအကျဟုတ်မဟုတ်စစ်ဆေးတင်ပါတယ်အဲ့လိုမျိုးအတုပါတွေပေါ်လာလို့ကိုကသွားပြီးတော့ကိုရဲ့ account login ဝင်မိလိုက်တာပဲဖြစ်ဖြစ် connect လုပ်လိုက်မိတာပဲဖြစ်ဖြစ်ဒါဆိုရင်ကို account ထဲမှာရှိရဲ့ငွေကြေးတွေပါသွားနိုင်ပါတယ်ဟုတ်ကဲ့ပါကိုကနောက်ထပ် slide လေးတစ်ခုပါဗျဒီမှာတော့ကျွန်တော် STB ရဲ့ official page တွေရှိတယ် Facebook ရှိတယ် Telegram ရှိတယ် YouTube ရှိတယ်ပြီးတော့ကျွန်တော်ဒီ Google နဲ့ iOS မှာဆိုရင်ကျွန်တော် App Store မှာသွားပြီးတော့ကျွန်တော်ကိုယ့်ရဲ့ STB ရဲ့ဥစ္စာဘယ်လိုပြောမလဲ icon ဟုတ်မဟုတ် application ဟုတ်မဟုတ်စသဖြင့်စစ်ဆေးလို့ရတယ်ပေါ့နော်ဒါတွေကိုစစ်ဆေးပြီးမှဒါနဲ့ကိုကအသုံးပြုပါ login ဝင်ပါလို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ now slide မှာကျွန်တော် STB ဘက်က match online ရှင်းပြထားတဲ့ video လေးကိုကြည့်ပြကြပါခင်ဗျာမင်္ဂလာပါရှင် Spring Development Bank ကနေကြိုဆိုပါရယ်ကျမကဇူလိုက်ပါ SDB ကိုအသုံးပြုနေတဲ့ customer တူချင်းစီရဲ့ account နဲ့ပတ်သက်တဲ့အခက်အခဲတွေအတွက် technical support ကိုလက်ခံပေးနေပါရယ် SDB customer service ရရှိနိုင်တဲ့နေရာတွေကတော့ SDB website က live chat SDB application က live chat STB Facebook Messenger နဲ့အစရှိတဲ့နေရာတွေမှာနီးပြာဆိုင်ရာအခုအညီများကိုမနက်၈နာရီမှည၁၀နာရီအထိပံ့ပိုးပေးနေပါတယ်။ email မှာတစင်ကူညီပံ့ပိုးမှုများကို customercare@springdevelopmentbank.com ကနေပြီးတော့အခုအညီနဲ့ support တွေကိုလက်ခံဆောင်ရွက်ပေးချက်ရှိပါတယ်။ဒီနေရာတွေကလွဲပြီးတခြားဘယ်နေရာမှာမှ STB customer service ကိုလက်မခံကြောင်းထပ်လောင်းပြောကြားလိုပါတယ်။ လိန်လယ်လှိုက်ဖျားသူအများစုကနာမည်အမျိုးမျိုးနဲ့ခြံနယ်အတုအမျိုးမျိုးကိုအစ်စ်တွေနဲ့တူအောင်လုပ်ထားတဲ့အတွက်ကြောင့်ဆက်သွယ်မေးမြန်းခြင်းမပြုခင်မှာအထူးသတိပြုဖို့လိုပါတယ်။တကယ် customer service warning တွေက password နဲ့ pin number တွေကိုကတော့မှမမေးပါဘူး။တကယ်လို့အမေးခံရရင်ဒီ email ကိုချက်ချင်းဆက်သွယ်ပြီးတော့ screenshot တွေပေးဖို့ပေးပါ။နောက်ထပ်လုံခြုံရေးဆိုင်ရာ အတိတ်များအတွက် SDB လူမှုကွန်ရက် link များကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ဗီဒီယိုတွင်ပြန်တွေ့ကြပါမည်။နောက်ထပ်တစ်ခုအနေနဲ့ကကျွန်တော်အရေးပေါ်တတိပေးချက်ဆိုပြီး email တွေပို့ရပေါ့နော်။ဒါကအဖြစ်များတဲ့အပြင်မှာအဖြစ်များလေးရှိတယ်ဆိုတော့ကျွန်တော် Binance မှာအဖြစ်များတယ်၊ Bybit မှာအဖြစ်များတယ်၊ Bitget မှာအဖြစ်များတယ်၊ Maxi မှာအဖြစ်များတယ်ပေါ့နော်။ဒါတွေကဘယ်လိုမျိုးအဖြစ်များလဲဆိုတော့ဆိုပါဆိုကိုက user တယောက်ကိုရဲ့ email တစ်ခုခုကို email ကို မင်းရဲ့ Binance အကောင့်မှာပြဿနာဖြစ်နေတယ်။မင်း Binance အကောင့်ကအစရှိမဲ့ငွေကြေးပိတ်ခံရတော့မယ်။သူတို့ကချင်းချောက်တဲ့စကလုံးတွေဖတ်ရတယ်။မင်းအကောင့်ထဲကငွေတွေဆုံးရှုံးတော့မယ်။မင်းအကောင့်ထဲမှာဘာဖြစ်တော့မလဲ။အစရှိဖြင့်ဒီအယောင်ဆောင်စာသားတွေနဲ့ချင်းချောက်တဲ့စာသားတွေနဲ့ကိုယ်မီးဖို့လေ။အဲ့ဒါကို ကိုကသူ့လိုကလည်း Binance ပဲပြီးတော့ဒီ domain ကိုလည်းသူကနည်းနည်းလေးစင်တူရိုးမလေးလုပ်ထားတယ်။အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ တတိထားပါမယ်။ဘာဖြစ်လို့လဲဆိုတော့ကိုကတတိမထားမိပဲနဲ့ဆိုအဲ့ဒီ link သူ email မှာ ပါတဲ့ link ကို ကိုဘက်ကဝင်မိလိုက်တယ်။ကိုဘက်ကသွားပြီးတော့ဒီ account login ဝင်မိလိုက်တဲ့ဆိုရင်ဒါကို account ထဲမှာရှိတဲ့ငွေတွေအကုန်လုံးပါသွားနိုင်ပါတယ်။ဒါကကျွန်တော်ရှေ့ရမှာဒီကျွန်တော် post တစ်ခုဖတ်လိုက်တယ်။အဲ့ဒါဘာလဲဆိုတော့ Microsoft ရဲ့ domain နဲ့အတူလောက်ထားပေါ့နော်။သူကဘယ်လိုလောက်ထားလဲဆိုတော့ ကျွန်တော် Microsoft က M နဲ့စတယ်အဲ့ဒီမှာ तू က R ရယ် N ရယ်နှစ်ခုကိုပူးလိုက်တယ်အဲ့တော့မျက်လုံးမှုံတယ်လို့ဆိုကျွန်တော်ဒီပုံထဲမှာပြထားပါတော့ဒီမှာဆိုရင်မျက်လုံးမှုံတယ်လို့ဆိုအဲ့ဒါ M လို့ပဲထင်တယ်ပေါ့နော်အဲ့ဒါဆိုရင်ကိုကလောရင်တောင်းဝင်မိတယ်လေ Microsoft ကပေးတဲ့ message ပဲအဲ email ပဲထင်ပြီးတော့ login ဝင်မိလိုက်တယ်ဆိုကို့အကောင့်ကြီးရှိရဲ့ကို့အကောင့်ထဲမှာရှိတဲ့အရာတွေဆုံးရှုံးသွားနိုင်ပါတယ်ဒီတော့ ကိုကအဲ့ဒီ email တခုကိုထဲကိုဝန်းလာပြီးဆိုတိုင်းလေမကြောက်လန့်မင်းနဲ့တေချာစစ်ဆေးပါကိုတိုင်းနားမလဲဘူးဆိုရင်ဒီတက်ဆိုင်ရာ community တွေရှိတယ်ကိုနားမလဲဆိုနားလဲတက် join တဲ့ community တွေကိုမေးမြန်းပြီးတော့မှလောက်ပါပေါ့နော် Binance ဆိုလဲ Binance နဲ့တက်ဆိုင်တဲ့ group တွေရှိတယ် community တွေရှိတယ် Bybit ဆိုလဲအတူတူပဲအဲ့လို community တွေရှိတယ် Nova မှာဒီ big up မှာလည်းရှိတယ်ဒီတော့ကိုကကိုစီကိုမေးတွေရောက်လာပြီးဆိုတိုင်းလေချက်ချင်းလော့ရင်မိုးဝင်မင်းနဲ့ဒီပေးတဲ့ ကို့ပို့တဲ့မေးကအစ်စ်မဟုတ်ရဲ့လားဒုံမင်းကမှန်ရဲ့လားဒါတွေစစ်ဆေးပြီးမှဝင်မှာဒါကစင်တူယိုးမမေးတွေနဲ့ပတ်သက်ပြီးတော့တတိထားရမယ့်အချက်တစ်ခုဖြစ်ပါတယ်